ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ်အကြောင်းအရာကတော့မင်းအောင်လိုင်းဤတူတင်စီမံကိန်းဒီရပိုင်းမှာ၆လပိုင်းကြည့်ဘာတွေလုပ်ရမလဲကဲဒီပန်၃တပ်လုပ်ရပါပြီကျေကိုနိုင်နိုင်ပါ မင်္ဂလာပါရှင်အခုကြောင်ရံတဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင် အောင်မဲ့မင်္ဂလာပါနော်။တွိုင်းလိုင်းနဲ့တွိုင်းလိုင်းနဲ့ပြောရမယ့်စကားလေးတွေပါ။ကျွန်တော်တို့ဒီရန်သူကကျွန်တော်တို့ဘက်ကိုနေရာတိုင်းမှာပေါ့ပုံကျဲတယ်လေနဲ့အဲအခုတချို့နေရာဒီသားတွေမှာလည်းပပဆဆလုံနေတာတွေ့ရတယ်။မိဘပြည်သူတွေအနေနဲ့တော်လန်သတိရှိကြပါ။အဲပြီးတော့အထူးသဖြင့်အညာဒေသအတွက်သတိထားကြပါအညာဒေသအတွက်နော်။ကရင်ပြည်နယ်မှာတော့ နေရာစုံမှာတိုက်ပွဲတွေဖြစ်နေတယ်အအကူကြီးခက်ခဲတယ်လည်းအများကြီးလိုအပ်တယ်အကျွန်တော်တို့ဒီနေဆက်ကုံသွေးနဲ့ပတ်သက်ပြီးတော့အရဟန်းကိုစိုးရိမ်နေတဲ့မင်းအောင်လိုင်အုပ်စုကိုကျွန်တော်တို့မြောက်ပိုင်းအဖွဲ့တွေကနေပြီးတော့လမ်းဖွင့်ပေးလိုက်တယ်တရုတ်ရဲ့ကုံသွေးမှုတွေအားလုံးကလည်းအမေရိကန်ရဲ့ရက်ဆက်မှုတွေကြောက်ပေါ့နော်အမေရိကန်ရဲ့အရေးယူပိတ်ဆို့မှုတွေအခွန်တိုးကောက်မှုတွေကြောက်တရုတ်ရဲ့ကုံသွေးခွင့်တွေကလည်းပိတ်ဆို့ဝါးဖြစ်တယ် ဲ့တော့ကျွန်တော်တို့တရုတ်ကဘာလို့မလဲဆိုတော့ကချင်ဒေတာနဲ့ဒီရှမ်းမြောက်ဒေတာပေါ့အဲအဲ့ဒီတော့ကိုသူအဲတအားကြီးတိုးပြီးတော့ကတ်လာနိုင်မယ့်အခြေအနေရှိတယ်နော်ကျွန်တော်ပြောချင်တာအများကြီးပါဒါလမ်းပေါ်မှာမဟုတ်လို့တိတ်အဆင်ပြေလို့အဲ့တော့ကျွန်တော်တို့ကဘာကိုပြောချင်တာလဲဆိုတော့ရန်သူဘက်ကနေကျွန်တော်တို့ကိုအဲ့ဒီဒီတိုက်ကထားတာလေးလပိုင်းကနေစပြီးတော့ဒီဧပြီလကနေစပြီးတော့ကျွန်တော်တို့ဒီ6လပိုင်းအထိကိုလေချောင်းရံပတ်ပတ်ဆက်ဆက်ချမှာအဲ့တော့ဟိုတချို့နေရာတွေမှာမီဒီယာတွေကိုပြောကျင်တာကကိုလေရင်နဲ့ဘုံကျဲခံရတဲ့ဒေသတွေမှာ တချို့ပြည်သူလူထုတွေကိုလည်းပြောကျင်တယ်ကျွန်တော်တို့ကတော့အားလုံးသိစေဖို့ပြောပေမဲ့အဲကျွန်တော်တို့ဘလောက်ထိခိုက်သွားပါတယ်ဘလောက်ကြဆုံးသွားဘလောက်သေသွားပါတယ်ရဲဘော်တွေဘလောက်ထိပါတယ်ပြည်သူတွေဘလောက်ထိပါတယ်လို့ပြောတဲ့ဟိုကရန်သူဘက်ကိုကျွန်တော်တို့ကတည်င်းပေးသလိုဖြစ်သလိုရန်သူကလည်းသူ့ရဲ့တိုက်ကတ်တွေဘလောက်ထိထိရောက်တယ်ဆိုတာကိုသူ့အနေနဲ့တွက်ဆလို့ရတယ်သူ့အနေနဲ့တွက်ဆလို့ရတယ်အဲ့တော့အဲမန္တလေးတိုင်းဒေသကြီးတော်တော်များများကအခုခြခံရတယ် ိုကရင်ပြည်နယ်တော်တော်များများချခံရတယ်ကျွန်တော်တို့တကယ်တမ်းဆိုလို့ရှိရင်ဒီကော့ဂရိတ်ချစ်ပွဲကအဖြစ်စရာအကြောင်းမရှိသေးဘူးကော့ဂရိတ်ချစ်ပွဲကတော့အမှန်မှန်6လပိုင်းမှာကျွန်တော်တို့ကလောက်အောင်ဒါပေမဲ့ဒီပြည်သူလူထုတွေမသိတဲ့တော်လိုင်းအင်အားစုကျွန်တော်တို့ဒီကရင်ပြည်နယ်ဘက်မှာရှိတဲ့တော်လိုင်းအင်အားစုတွေပဲသိတဲ့အဲဂျန်သူဘက်ကနေပြီးတော့ကျွန်တော်အင်အားဖြည့်တင်းမှုတွေရှိလာတယ်အဲအင်အားထိုးပေါက်မှုတွေရှိလာတယ်ကျွန်တော်လက်ဖက်ကြရင် line တော်တော်ကောင်းမှုအစီအစဉ်ရှိတယ်အဲ့ဒီကြမှာကျွန်တော်အဲကျွန်တော်ဒီတော်လန်ရေးရဲ့အဖြစ်နေဖြစ်တည်နေတဲ့အခြေအနေတွေကိုကျွန်တော်ပြပြမယ်နော်အခုဒါကျွန်တော်လမ်းလမ်းမှာ နော်ကျော်လမ်းမှာအဲ့တော့ဟိုပြောချင်တာဗာလဲဆိုတော့ကျွန်တော်တို့ဒီလက်ရှိအဲဒီရန်သူဘက်ကနေပြီးတော့ရွေးကောက်ပွဲအတွက်ကိုမဖြစ်မနေသူလေချောင်းရန်နဲ့ပပဆက်ဆက်ကိုချဖို့ရှိတယ်ပပဆက်ဆက်နဲ့ချဖို့ရှိတဲ့အတွက်ဒီမလို့ကျွန်တော်တို့သတိကြီးထားရမယ်အကင်းကျွန်တော်တို့ဒီတော်လန်ရေးအင်အားစုတွေအနေနဲ့ကျွန်တော်သတိပေးချင်တာသတင်းမီဒီယာအနေနဲ့လည်းသတင်းတွေကိုတတ်နိုင်ဆုံးထိမ့်သိမ့်သိမ့်လေးလုပ်ပေးကြဖို့အခု line ပေါ်မှာသူမင်းဘူးကိုကျဲသူမင်းဘူးကိုကျဲတယ်တပိတ်ချင်းကိုကျဲတယ် ဟလာဟိုနေရာကျဲတယ်ဒီနေရာကျဲတယ်ဗောဗျာအဲကရင်ပြည်နယ်ကတရင်ကတော့ဟိုနည်းနည်းပါးပါးတက်လာတာတွေ့တယ်ဒါပေမဲ့နော်အဲ့တော့ကျွန်တော်တို့ဒီနေရာတိုင်းဒေသတိုင်းနေရာစုံဒေသစုံမှာတိုက်ပွဲတွေပြင်းထန်နေတယ်အဲကျွန်တော်တို့နက်ဖန်ကြရင်နက်ဖန်ကြရင်ကျွန်တော်လိုက်ကောင်းကောင်းပြောပြမိမယ်အဲအကုန်လုံးဒီလိုင်းကမိတစ်ချက်မိတစ်ချက်ဖြစ်နေတဲ့ခါကျတော့အဆင်ပြေဘူးနော်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုတွေအားတင်းထားကြပါအတတ်နိုင်ဆုံးအားတင်းကြကြပါ ဒီ2025နှစ်ကမင်းအောင်လှိုင်အတွက်နောက်ဆုံးနှစ်ဖြစ်တယ်လို့ရန်သူရဲ့အခြေအနေမိမိရဲ့အခြေအနေကိုကျွန်တော်တွက်ပြမယ်ရန်သူကအရန်ကိုစိုးရိမ်လာတဲ့အချိန်ကျရင်ပပဆက်ဆက်ကိုယုံပါမယ်ရရအခက်ခဲကြက်တဲ့တန်တမန်နီးလန်းအင်းရကျွန်တော်တို့အင်အားစုတွေပေါ်မှာပြည်သူလူထုရဲ့စိတ်ဓာတ်တွေကြာဆင်းအောင်အရင်ဆုံးလုပ်မယ်တော်လိုင်းအင်အားစုတွေရဲ့စိတ်ဓာတ်တွေကြာဆင်းအောင်နော်ကြာဆုံးအောင်အရင်လုပ်မယ်ပြီးလို့ရှိလို့ရှိရင် तू က အဲညှိနှိုင်းဆောင်ရွက်ဖို့ငြိမ်းချမ်းရေးစကားတွေသူပြောလာမယ်ရွေးကောက်ပွဲနေ့အာကျွန်တော်တို့သတိချက်ခဲ့မယ်အဲဟုတ်ပြီဟုတ်ပြီဟာဘွယ်တို့ဟာကိုမတို့ပါလာပြီကွာကိုမတို့ပါလာပြီကဲအားလုံးကျေးဇူးတင်တယ်နောက်မှကျွန်တော်ပြောတော့မယ်ဗျာเนาะအာဟိုဒါအချိန်မရှိသေးလို့เนาะအားလုံးကျေးဇူးတင်တယ်ကဲအားလုံးပဲမင်္ဂလာပါเนาะ ပေးတဲ့ကတောင်းဆိုတဲ့ခါကျတော့ပုတ်ထင်ပြရတာเนาะခြေတွေလည်းမကောင်းအောင်